ကျွန်တော်ပထမဆုံးသင်တန်းတွေပြီးတဲ့အပတ်စဉ်မှာတူသင်တန်းတောင်ငယ်လုပ်တယ်အဲ့မှာပဲကျွန်တော်ရဲ့ရဲဘော်တွေအားလုံးကျွန်တော် viewer အတူတူအမှုပါမယ်ကျွန်တော်အဲ့ရဲဘော်အားလုံးကျွန်တော်ကကျွန်တော်ဒီ LGBT တယောက်ပါလို့စတောင်းဆိုနေတယ်ဘောတော့ပါပဲသူတို့တည်ခြင်းနဲ့အားရကုန်ပြီးကျန်တဲ့တူလား အချာဘောပွက်စိအောင်ပေါ်ထိုင်ခိုင်းတာမျိုးအရင်အင်းကြီးအခန်းထဲထည့်လိုက်တာမျိုးထိုးတာပေါ့အဲလူကြီးပါလေပေါ့အဲ့လိုမျိုးတွေထိုးနေရင်သားတွေကိုကန့်ကြည့်ရဲ့လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တွေဟာရှေးရိုးဆွဲအယူတွေရှိနေတဲ့မြမလူမှုအတိုင်းဝန်းမှာခွဲခြားဆက်ဆံခံရမှုတွေကို မကြကနာကြုံတွေ့ရပါတယ်။ဒါပေမဲ့လည်း LGBT တွေဟာဆရာနာရှင်ပြုတ်ကြရေးအတွက်မတူညီတဲ့ပုံစံတွေနဲ့အရေးပါတဲ့အခန်းကဏ္ဍတွေမှာပါဝင်နေကြပါတယ်။ ဒီတစ်ပတ်မှာတော့နယ်ပယ်၄ခုက LGBT တွေဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကခေါင်းဆောင်ပြည်ပရောက်ဖက်ရှင်ဒီဇိုင်နာစစ်ကြောရေးတွင်လိမ့်မိုင်းဆိုင်ရာနှောက်ယှက်ခံရတဲ့အလို့သမားတမကအဖွဲ့ဝင်နဲ့လူမှုစီရင်ရေးတွေကိုလုပ်နေတဲ့ LGBT တွေနဲ့ဒိုးအတန်ကစကားပြောခဲ့ပါတယ်။မင်္ဂလာပါရှင်။မြန်မာနိုင်ငံတဝမ်းကလူ့ခွင့်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ဒိုးအတန်အပတ်စဉ်ပေါ့ကတ်အစီအစဉ်ကနေကြိုဆိုပါရစေ။ ီစီစဉ်ကို Foundation Heron တဲကကူညီပံ့ပိုးပေးထားတာပါဒီတစ်ပတ်အစီအစဉ်ကိုတော့ဒို့အတန်ရဲ့သတင်းတောက်ကဆက်လက်တင်ဆက်ပေးသွားမှာပါဆောင်းမအတွင်းလုံခြုံရေးအခြေအနေတွေကြောင့်နာမည်နဲ့အတန်တချို့ကို ပြောင်းလဲအသုံးပြုထားပါတယ်ရှင်ไกลแควมีบ่ไกลแควมีบ่ ဒီနှစ်ကာလမှာကျွန်တော်ဒုက္ခတွေတိုင်းကြုံနေမသားဝယ်လည်းနေတွားခဲ့ရတယ်။မစားဝယ်အစားအစာတွေစားခဲ့ရတယ်။လက်ရှိကလာတော်ရဲမှာအပင်ပင်ပဲကြည့်ပြီးတော့ကျွန်တော်နေခဲ့ရနှစ်ပေါင်းများစွာတစ်နှစ်သုံးနှစ်ပေါ့နော်။ဟိုဘယ်လိုပြောမလဲခက်ခဲများစွာကြုံခဲ့ရပြီမြေကိုကျွန်တော်တို့ဒါကတော့လုံးနိုင်ခဲ့ကြတယ်ပေါ့။ဟိုကျွန်တော်တို့အခုလက်ဆက်လုံးနေကြအောင်ပြီပေါ့။ဖြစ်လာတယ်ကျွန်တော်တိုးတက်လာတယ်ကျွန်တော်တက်ပုံမှာကြည့်ပြီးတော့ဆစ်ပုံကျလာတဲ့ပုံမှာကြည့်ပြီးကျွန်တော်ဝမ်းသာတယ်။ဘာဝမ်းသာလဲဆိုတော့ဆစ်ကောင်စီကိုငါတို့ကောင်းကောင်းတိုက်နိုင်တော့မယ်ဆိုတဲ့စိတ်နေပဲစိတ်ချမ်းသာနေပေါ့။ ကိုနွယ်နီက PDF Tribunal ရဲ့ဦးဆောင်သူဗျူဟာမှုဖြစ်ပြီးတော့သူက တက်ကိုတီထောင်သူတွေတဲကတခုဖြစ်ပါတယ်။ PDF Tribunal ဆိုတာကမန္တလေးတိုင်းနယ်မြေတွေရဲ့အခြေစိုက်လှုပ်ရှားတဲ့ NUG လောက်က PDF တရင်ဖြစ်ပါတယ်။ဦးဆောင်သူကိုနွယ်နီကအစိုးရကျောင်းဆရာတယောက်ဖြစ်ခဲ့ပြီးတော့အာနာသိမ့်မီနောက်မှာတော့စီဒီယန်လှုပ်ရှားမှုမှာပါဝင်ခဲ့ပါတယ်။သူကလင်းစိတ်ခံယူမှုကွဲပြားသူ LGBT တဦးဖြစ်ပါတယ်။လက်နက်ကင် PDF တက်တွေမှာ LGBT တွေခေါင်းဆောင်မှုကတိတ်တွေ့ရလိမ့်မရှိပါဘူး။ အရင်ကစပီးရှင်းထားပြီးနူးညံ့တဲ့အသွင်ပြင်ရှိတဲ့ကိုလွန်ဒီက LGBT တဦးကနေစစ်သားတဦးဖြစ်လာတဲ့အခါမှာလဲဂေးတဦးဖြစ်တဲ့သူ့ရဲ့ဖြစ်တည်မှုကိုကြွယ်ဝတ်ထားဖို့သူစိတ်မကူးခဲ့ပါဘူး။ဟန်ဆောင်လညာပြီးကိုဖြစ်တည်မှုကို ဖုံးကွယ်နေရတာကသူ့ရဲ့စွမ်းဆောင်ရည်တွေကိုကြာဆင်းစေတယ်လို့ကိုလွန်ဒီကယူဆပါတယ်။ တော်လိုင်းမှာကျွန်တော်ဆက်လက်ဟန်ဆောင်စရာမလိုဘူးကျွန်တော်ယူဆရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပထမဆုံးသင်တန်းတွေပြီးတဲ့အပတ်စီမှာသင်တန်းတောင်ငယ်လုပ်တယ်အဲ့မှာပဲကျွန်တော်ရဲ့ရေးပုံတွေအားလုံးကျွန်တော်ယူလာဒူးပြူလာမှုပါမယ်ကျွန်တော်အဲ့ရေးပုံအားလုံးကျွန်တော်ကကျွန်တော်ဒီ activity တယောက်ပါလို့ announce လုပ်လိုက်တယ်ဘောဒီလောက်ပါပဲအဲ့တော့ကျွန်တော်ကအဲ့လိုမျိုးဥဆောင်တဲ့ခါမှာကျွန်တော် physical appearance နဲ့ personality ကျွန်တော် problem နည်းနည်းမှမဖြစ်ဘူးဒါပေမဲ့စစ်ပုံကြမှုကိုကျွန်တော်ဥတီတဲ့ခါမှာကျွန်တော်စပင်းညှက်လိုက်ရတာရှိတယ်ဒါပေမဲ့လို့ကျွန်တော်ကကျွန်တော်ရဲ့ activity ရဲ့အသွင်ပြင်းလက္ခဏာကိုတော့ကျွန်တော်ကလုံးဝအပြတ်ပခံပါဘူး ဒါပေမဲ့စစ်ပဆိုင်ရာအပြစ်ပြစ်တာကိုဆောင်ပါတယ်။ကိုနယ်နီကစစ်သားထောင်ခံနေပါရှိတဲ့တပ်တခုလုံးရဲ့စီမံကုတ်ကယ်ရေးအပိုင်းကိုတာဝန်ယူလှုပ်ဆောင်ပါတယ်။ LGBT တူဦးဆောင်တဲ့တပ်မှာလိုအပ်ချက်ရှိတယ်လို့အထင်မခံရအောင် သူစူးစမ်းပါတယ်။ကိုက LGBT တောက်ဖြစ်နေတဲ့ခါကျတော့ဒီစစ်ပဆိုင်ရာတွေကိုကျွန်တော်စီမံခန့်ခွဲတာမပြတ်သားဘူးဆိုတဲ့စကားလုံးပြောတကယ်ကျွန်တော်တို့ပြောတာတော့မှန်နေပြကျွန်တော်တို့လွှင့်တာပဲမှန်နေ။ဟိုပြောညံ့နေဆိုတဲ့ဟာကိုကျွန်တော်မှမရှိဘူး။ကျွန်တော်မှပြောတာနော်။ ်စေအောင်စီမံခန့်ခွဲတဲ့အခါမှာသူကပြောညံ့စွာခန့်ခွဲတာမျိုးကျွန်တော်ထင်ခံရတာမျိုးတွေရှိရှိရှိခဲ့တာပေါ့အဲ့ဒါမျိုးဆိုရင်ကျွန်တော်စိတ်စိတ်မပြေဘူးအဲ့တော့အထင်မှန်အောင်ကျွန်တော်ရဲ့ ability ကျွန်တော်ရဲ့ဒီခေါင်းဆောင်ဆွဲရည်တွေထုတ်ပြတာမျိုးရှိတယ် ူငယ်စဉ်က LGBT ဖြစ်တည်မှုကိုလက်မခံတဲ့ရှေးရိုးဆွဲမိသားစုနဲ့ပတ်ဝန်းကျင်ကြားမှာကြီးပင်းခဲ့ရတာကြောင့်သူ့ရဲ့ဖြစ်တည်မှုအတွက်ရက်တီတိုက်ပွဲဝင်ခဲ့ရပါတယ်။အခုသူဥဆောင်ဝင်ရတဲ့နေရာမှာတော့ဖွာရကြီးစိုးမှုတွေမရှိအောင်ဂျန်တာတန်းတူညီမြအောင်သူလှုပ်ဆောင်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကမဲဆောက်မှုနိုင်ငံရေးကြောင့်ထွက်ပြေးခိုလုံလာသူ မာနိုင်ငံသားတွေအများပြားနေထိုင်ပါတယ်။အဲ့ဒီထဲမှာ fashion designer ကိုဆမ်လည်းပါဝင်ပါတယ်။အာနာမသိငင်ကကိုဆမ်ကရန်ကုန်ကနာမည်ကြီး fashion designer တူပါ။သူ့ရဲ့ပုံမှန်ဖောက်တယ်တွေအများစုကငွေကြေးချမ်းသာတဲ့အတိုင်းဝန်းကဖြစ်ကြပြီးတော့အချို့ဆိုစစ်တပ်နဲ့ခရိုနီအတိုင်းဝန်းကသူတွေဖြစ်ကြပါတယ်။အာနာသိမီနောက်ဆန္ဒပြပွဲတွေမှာပါဝင်တာနဲ့တော်လိုင်းအင်အားစုတွေကိုထောက်ပံ့လာကြောင်းစစ်တပ်ကသူ့နေအိမ်ကိုဝင်ရောက်စီးနင်းပြီးတော့သူ့ကိုဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။ နောက်တော့သူ့အိမ်လဲချိတ်ပိတ်ခံရပြီးသူလဲမဲဆောက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်အခုသူကမဲဆောက်မြို့မှာအချုပ်ဆိုင်အသေးလေးဖွင့်ပြီးတော့သူ့ရဲ့ဘဝအသစ်ကိုပြန်စတင်နေပါတယ်ငွေကြေးတက်နိုင်သူတွေဝစ်စင်လေးရှိတဲ့ဒီဇိုင်းတွေကိုဖန်တီးခဲ့တဲ့ အောင်မြင်တဲ့ဒီဇိုင်နာဖြစ်ခဲ့ပေမဲ့အခုတော့လူတွေသတိထားမိစေမယ့်အရာတွေကိုရှောင်ပြီး မင်းဆောင်မှာသူ့ဘဝကိုတိတ်တဆိတ်နဲ့ပဲဖျက်ဆီးနေပါတယ်။ဟောပါဒီဇိုင်နာပဲလုပ်တာပါဒါပေမဲ့ဒီဘက်မှာကျတော့ကိုက low profile ပြန်ဖြစ်သွားတယ် high profile ဖြစ်မနေတော့ဘူးလေစစ်ကောင်စီလက်အောက်မှာကိုယ့်ရဲ့ဒီ profile တစ်ခုလုံးကိုကိုကဆုံးရှုံးခံပြီးတော့ပြန်ပြီးတော့အစ်စ်ကနေတုံ့နာနေစနေခဲ့ရတာဆိုတော့ကိုယ့်ရဲ့ image ပေါ်ပြီးရင်ရတဲ့ချုပ်ခါတွေရောဘာအကုန်လုံးဘာဆိုဘာမှမတူတော့ဘူးကွာတိလာเนาะဒါပေမဲ့ကိုကလေ့ပြလုံးပါတယ်အာနာသိမ့်ပြီးခဲ့က၄နှစ်ကျော်ကာလအထိ ကိုဆမ်ကသူ့ရဲ့ယုံကြည်ချက်အတိုင်းမမိတ်မတုံနဲ့အာနာရှင်စန့်ကျင်ရေးမှာပါဝင်နေစေပါစစ်ကောင်စီရှိနေတွေမြန်မာပြည်ဘက်ကိုသူပြန်မှုတော့စိတ်မကူပါဘူးတော်လိုင်းရဲမှာ LGBT တွေကနှီးမျိုးစုံနဲ့ပါဝင်နေကြပေမဲ့အချို့ခွဲခြားဆက်ဆံမှုတွေအနည်းငယ်ရှိနေသေးတယ်လို့ကိုဆမ်ကဆိုပါတယ် LGBT အချို့လောက်ပဲ PDF တွေလိုလက်နက်ကင်တက်တွေရဲ့ဥဆောင်တဲ့ခန္ဓာတွေမှာရှိနေကြပြီးတော့အရေးပါတဲ့နိုင်ငံရေးခန္ဓာတွေမှာ LGBT တွေပါဝင်နိုင်မှုနည်းနေသေးတယ်လို့ကိုဆမ်ကဆိုပါတယ်။ Street တွေပေါ့နော်။တာမန်ပြည်သူတွေနဲ့ဒီကြားထဲမှာအခုဆိုလို့ရှိရင်ဘာပြောဒီ social media နေမှာတဆင် LGBT တွေကိုလက်ခံလာပြီးဆိုတာကအထိုက်အလျောက်ပဲရှိတဲ့ percentage တစ်ခုပါ။အဲ့လိုပဲ LGBT တွေကိုမုန်းနေသေးတဲ့ homophobia အခန့်ရှိရဲ့ပြည်သူလူထုတွေလည်းအများကြီးရှိသေးတယ်လို့ တော်လိုင်းရမှာလည်းရှိတယ်။ကိုယ်နိုင်ငံနဲ့ဆိုင်တဲ့အခွင့်အရေးတွေလောက်ရမှာဆိုလို့ရှိရင် LGBT ရဲ့အခန်းကဏ္ဍကတိကျပို့ပြီးတော့ထိရောက်ဖို့လိုလိုသေးတယ်လို့အခွင့်အရေးတွေရလာရင်လုပ်ပိုင်ခွင့်တွေရလာရင်လည်း LGBT တွေဘက်ကနေပြီးတော့မှလို့ပေါ့ humble ဖြစ်စွာနဲ့ပူးပေါင်းပါဝင်လက်တွဲပြီးတော့ collaborate လုပ်နိုင်ဖို့လိုတယ်ဆိုတာကိုမြင်တယ် စစ်ကောင်စီအာဏာပြုတ်ကျရတဲ့အတွက် LGBT တွေကလည်းတရက်တအားပါဝင်နေကြပါတယ်။ဒါကြောင့်စစ်တပ်ကလည်းဖန်ဆီးခံရတဲ့နိုင်ငံအချင်းသား LGBT တွေကိုတာမန်အမျိုးသားအမျိုးသမီးနိုင်ငံအချင်းသားတွေထက်နှိပ်စက်တာဖိနှိပ်တာနဲ့လိမ်မိုင်းဆိုင်ရာစော်ကားမှုတွေပိုလုပ်ကြတယ်လို့လို့အတန်နဲ့စကားပြောခဲ့ရတဲ့ LGBT တွေကဆိုကြပါတယ်။မမေကအလို့သမားသမက်ကတခုကအဖွဲ့ဝင်တအူးဖြစ်တယ်လို့ LGBT တအူးလည်းဖြစ်ပါတယ်။ အနာရှင်စန့်ကျင်ရေးမှာရန်ကုန်မြို့ဆန္ဒပြပွဲတွေကလည်းမြို့ပြပြောက်ကြားတပိတ်တွေအထိအလုံသမားကိုစားပြုအနေနဲ့တပိတ်တွေမှာဥဆောင်ပါဝင်ခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရပါတယ်။သူဖမ်းခံရပြီးစစ်ကြောရေးမှာလိမ်မန်းဆိုင်ရာထိပါးစော်ကားမှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။၂၀၂၂ခုနှစ်ထဲမှာသူအဖမ်းခံရပြီးအကျဉ်းချခံရပြီးနောက်၂၀၂၄နှစ်ကုန်ပိုင်းမှာသူပြန်လွတ်လာခဲ့ပါတယ်။အိမ်နောက်တိတ်မကြခင်မှာပဲကရင်ပြည်နယ်ဘက်ကလွတ်မြောက်နေပြီတနေရာကိုသူရောက်လာခဲ့ပြီး ေကြံစစ်ကြောရေးမှာနှိပ်စက်ခံရတဲ့ဒဏ်တွေနဲ့အင်းစိန်အချင်းထောင်တွင်းကရတဲ့ဒဏ်တွေကိုစေကူတာနေရပါတယ်။ဟောဒါလည်းဆိုတော့ဌာနမှာနှစ်နှစ်ကျော်ဖြတ်တန်းခဲ့ရတယ်ပေါ့။တတိထုံကျင်နေတာတော့စစ်ကြောရေးမှာဒီပေါ်တော့ဒီကျင်ဆက်တွေနဲ့ထိုးခဲ့တဲ့အိုက်တန်တွေပေါ့နော်။သူတို့တည်ကျင်တဲ့ဟာတွေအကုန်ကြီးကျင်ဆက်နဲ့ထိုးတာအချားပေါ်ပွင့်စိတ်အောင်ပေါ်ထိုင်ထိုင်တာမျိုးအရင်အင်းတွေအခန်းထဲကိုထည့်လိုက်တာမျိုးထိုးတာပေါ့အဲလူတွေဓာတ်တွေပေါ့နော်။အဲလိုမျိုးတွေထိုးတဲ့ရင်သားတွေကိုကန်ကြည့်တယ်အဲ့လိုလုပ်တယ် အာနာမသိငင်ကမမေကရန်ကုန်မြို့အနောက်ပိုင်းစက်မှုဆောင်တစ်ခုမှာရှိတဲ့စက်ရုံတစ်ခုကအလုပ်သမားတဦးပါ LGBT ဖြစ်တာကြောင့်လုပ်ငန်းခွင်အတွင်းခွဲခြားမှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။ဒါတွေကမတရားမှုတွေကိုစန့်ကျင်မှုနဲ့အလုပ်သမားအခွင့်အရေးတွေနဲ့ LGBT အခွင့်အရေးတွေအမြဲတစေတောင်းဆိုတိုက်ပွဲဝင်မှုသူ့အတွက်တွန်းအားတွေဖြစ်စေခဲ့ပါတယ်။ဆေးအာနာသိင်းတဲ့အခါမှာလည်းမမေကအာနာသိင်းစစ်ကောင်စီကိုတွန်းလှန်မှုကိုလည်းမနှောက်နှေးခဲ့ပါဘူး။ရတဲ့နေရာကနေပါဝင်စန့်ကျင်မှုသူစူးစမ်းပါတယ်။ ကောင်းရှိတဲ့ဆိုရင်တက်နိုင်တဲ့ဘက်ကလည်းစက်ပါဝင်တာပေါ့အဲအနည်းဆုံးပန်ပလက်ကန်တာပေါ့စကန်တောင်ကန်တာလို့အဲ့တော့အစာချိတ်တာလို့ပေါ့နော်ကိုတောင်းချင်တာကိုအင်ပြီးတော့ဓာတ်ပုံကန်ပိတ်ပါလားလို့ဟုတ်အဲ့လိုမျိုးစက်ပါဝင်နေပါတယ်တော်တိုင်းရလည်းတပည့်အရွေးတွေကလည်းကြောင်းလာနေတယ်ရွေးတွေကြောင်းလာတော့ဘာလို့ဒီဘလို့ဆက်သွားမလဲဘလို့ဆက်လုံးမလဲဒါကတော့အများတိုင်းကြံစားနေပါ ကိုယ်ကိုရက်တန့်နေရတော့မဟုတ်ဘူးပေါ့နော်အနာရှင်ပြုတ်ကြရတဲ့အတူခွဲခြားဆက်ဆက်မှုမရှိတဲ့လူအတိုင်းဝိုင်းတစ်ခုကိုရဖို့မမေကမျှော်လင့်ပါတယ်။တော်လိုင်းကာလအတွင်းမှာတော့ LGBT တွေရဲ့အခွင့်အရေးတွေအမြဲပြောဆိုအသိပေးတာတွေလုပ်သွားဖို့သူဆုံးဖြတ်ထားပါတယ်။အသက်30ကျော်အရွယ် LGBT တူဖြစ်တဲ့ဆွဲကရန်ကုန်မှာနေထိုင်ပါတယ်။ ရန်ကုန်မြို့မှာစစ်ကောင်စီတပ်တွေအပြေးဝထိန်းချုပ်ထားတာကြောင့်လုံခြုံရေးလည်းတင်းကျပ်ပါတယ်။ဇွဲကတော့ဒီလုံခြုံရေးတင်းကျပ်မှုတွေကိုအန်တူပြီးလူမှုစီယုံရေးတွေကိုဥဆောင်လှုပ်ရှားပါတယ်။2023ခုနှစ်ထဲမှာသူအချင်းထောင်ကပြန်လွတ်လာပြီးနောက်ပိုင်းမှာလည်း LGBT အခွင့်အရေးနဲ့ gender တန်းတူညီမျှရေးအသိပညာပေးတာတွေကိုဆက်လုပ်နေပါတယ်။အထူးသဖြင့် LGBT အတိုင်းဝိုင်းကြားတော်လန့်စိတ်ကိုမြှင့်တင်ပေးတဲ့ အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှုနဲ့ပတ်သက်တာတွေနဲ့ LGBT တွေရဲ့ခေါင်းဆောင်မှုစွမ်းရည်တွေကိုအသိပညာပေးနေပါတယ်။ Awareness ရဲ့လုပ်ငန်းတွေကတကယ်တော့ရေရှည်အတွက်ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ကျွန်တော်ကယူဆတယ်ပေါ့။ဟို LGBT တွေကအလှအပနဲ့ဖြောပြေုံတက်တက်ပုံစံမျိုးလောက်ပဲအခွင့်အရေးရခဲ့တာပေါ့။အဲ့တော့ဒီတော်လိုင်းမှာကျွန်တော်တို့ LGBT တွေဝင်ပါလာပြီးတဲ့အခါမှာအခုလို Awareness တွေပေးတဲ့အခါမှာနောက်တစ်ချိန်တားပြီးပြန်လည်ထူထောင်ရေးမှာဒီကပို့ပြီးတော့ထဲထဲဝင်ဝင်နဲ့နိုင်ငံရဲ့အရေးပါတဲ့အပိုင်းတွေမှာအင်းနဲ့အားနဲ့အုံနဲ့ဂျင်းနဲ့ဝင်ပါလာနိုင်ဖို့အတွက်လည်းမျှော်လင့်နေပါတော့ ။ဇွဲကဆေယနာရှင်စန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာပါဝင်တာကြောင့်2021ခုနှစ်ထဲမှာပဲသူ့နေအိမ်မှာစစ်တပ်ကလာရောက်ဖမ်းဆီးခဲ့ပါတယ်။အင်းစိန်ထောင်နဲ့တရက်ထောင်မှာအကျဉ်းကျခဲ့ပြီး2023ခုနှစ်နှစ်ကုန်ပိုင်းမှာပြန်လွတ်လာခဲ့ပါတယ်။ဒါပေမဲ့ဇွဲကရန်ကုန်မှာပဲဆက်နေပြီးတော့တော်လည်ရေးမှာဆက်ပြီးတော့ပါဝင်နေခဲ့ပါတယ်။အဲလောလောဆယ်မှာတော့ကျွန်တော်တို့ကနှစ်ခုလုံးကိုပြိုင်သွားနေတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ရဲ့ first priority ကတော့ဒီဆရာနာရှင်အမြင့်ပြုတ်ဖို့ပဲပေါ့နော်။ ြည်နာရှင်အမြင့်ပြုတ်ဖို့ကိုမှန်ကန်တဲ့နီလန်းနဲ့ဒီ LGBT တွေဟာအားလုံးနဲ့တသားတဲ့ကြိုးစားရုန်းကန်ကြရင်နဲ့ LGBT ရဲ့အခွင့်အရေးတွေကလည်းတစ်ချိန်မှာရတဲ့နေဆိုတာကိုတက်တင်ပြနေရတဲ့အတူတူပဲပေါ့နော်။ဆွဲကတော့ LGBT တွေအနေနဲ့လည်းတောင်းဆိုတဲ့အခွင့်အရေးတွေရဖို့အတွက်ကိုယ်တိုင်ပြင်ဆင်မှုတွေလုပ်ဖို့ရည်ကြီးရဲ့လို့ဆိုပါတယ်။ ကျွန်တော်တို့အများကြီးတိစောက်ရတယ်ဗျအတိအကျကျွန်တော်တို့အထင်မသေးအောင်နံပါတ်1စပြီးတော့ကြိုးစားရတယ်ပေါ့နော်ကျွန်တော်တို့ကလောက်ရတဲ့တက်တွေပြရတယ်ကျွန်တော်တို့ရဲ့နေမှုထားမှုပုံစံတွေနဲ့တက်တွေပြရတာပေါ့နော်ပုဂ္ဂိုလ်ကို LGBT တွေနေနဲ့တင်ငယ်သိက်တဲ့တွင်းနေမဲ့အစားအဲ့ဒီအချိန်တွေမှာကျွန်တော်တို့ကတိုင်းပြည်အတွက်ကျွန်တော်တို့ဘလောက်အကျိုးပြုနိုင်လဲလူသားတွေအတွက်ဘလောက်ကျိုးပြုနိုင်လဲအကျိုးရှိတဲ့အရာတွေကိုဖန်တီးနိုင်တဲ့သူဆိုတာကိုလက်ခံလာအောင်လို့အဆောင်ကုန်ကြိုးစားဖို့လိုတယ်လို့ကျွန်တော်ပြောချင်ပါတယ် တို့အတန်နဲ့စကားပြောကြရတဲ့ LGBT တွေကတော့တော်လည်ရင်အောင်ပြီးကာလမှာ LGBT အခွင့်အရေးတွေပိုရဖို့အခြေအနေတွေပိုကောင်းလာဖို့မျှော်လင့်နေကြပါတယ်။ဆန္ဒပြပွဲတွေမှာဥဆောင်ပါဝင်ခဲ့သူမက်မီကတော့နိုင်ငံရေးဥဆောင်မှုတွေမှာ LGBT တွေပါဝင်မှုသူကမျှော်လင့်ပါတယ်။ဒီစံတရားချစ်တည်မှုကလည်းနိုင်ဆိုင်ရာနဲ့မဆိုင်ဘူး။သူတို့လူလက်ခုနကသူတို့လူလက်ဆိုင်နေဖို့အတွက်သူတို့ကာပါလောက်ပြနေတဲ့ဥပဒေပြင်ဆင်ပေးဖို့လိုရပေါ့နော်။အဲဆိုတော့ HDD ကိုဆိုလို့ရှိလို့ရှိရင် တော်များပါတယ်ဟိုဖဲကျင်ကြတယ်အမ်လက်မခံကြဘူးတခုခုပေါ့အလုံးဖြောက်တာပဲဖြစ်ဖြစ်တော်တော်လည်းမှားတယ်ဖြစ်ဖြစ်ပွဲစီတခုနေမှာပေါ့ဟာဒီနိုင်ငံကတယောက်အနေနဲ့ပါဝင်ဝင်စားပေးလို့လို့လေအချင်းချင်းတို့ဘယ်ရာတို့ဘယ်နေရာဝင်လို့လို့မရဘူးဆိုတာမဖြစ်စေချင်ပေါ့နော် PDF Tribe View ဟာရဲ့ view ဟာမူကွန်ရင်းဒီကတော့ LGBT တွေအတွက်တရားမျှတတဲ့ဥပဒေတွေပြင်ဆင်ရေးဆွဲနိုင်မှုအခွင့်အရေးတန်းတူရတဲ့လူအတိုက်အဝန်တစ်ခုဖြစ်လာဖို့သူကမျှော်လင့်ပါတယ်။ အဲကျွန်တော် LGBT အားလုံးရဲ့ဒီ sex value ကိုတန်မိုးထားဖို့ရယ်နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တရားဝင်လက်ထပ်ထိန်းများခွင့်နေရယ်ကျွန်တော်တက်မှာကြီးရထားသလိုပဲဂျီဟာလေးတွေခွဲခြားဆက်ဆံတဲ့အခါမှာအဲအရေးယူရတဲ့အတိအလင်းပြတ်ထမ်းမှုတွေအဲနောက်ဆုံးပဝင်းကျင်က neutralize ဖြစ်သွားပြီပေါ့ဗျာအကုန်လုံးက community ကကျွန်တော်တို့လက်ခံသွားပြီဆိုရင်အဲအဲ့ဥပဒေထပ်ထုတ်စရာမလိုတော့ဘူးအဲထပ်ထုတ်စရာမလိုတဲ့ကာလမှာလည်းအဲ့ဥပဒေဖြုတ်သိမ်းတဲ့အတိအဖြစ်ဖို့ ပတ်ဝန်းကျင်မှာကျွန်တော်တို့ဒီ new soul light အနေနဲ့တဟဇာတာ ဖြစ်တဲ့ဒီပတ်ဝန်းကျင်တစ်ခုပဲကျွန်တော်မျှော်လင့်နေဒိုတန်ရဲ့ဒီတစ်ပတ်အစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ နားဆင်သူတွေရဲ့လူမှုကွန်ရက်ပေါ်ကနေဝေဖန်အကြံပေးတာတွေကိုလည်းကြိုဆိုပါရယ်လူခွင့်ရေးစောင်းမတွေကိုနှစ်ပတ်တစ်ကြိမ်တင်ဆက်ပေးမှာဖြစ်လို့ဒိုးတန်ရဲ့ page ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါရစေဒီ season ကိုအလှရှင်တွေရဲ့ကူညီမှုနဲ့ Foundation Heron တဲကပံ့ပိုးပေးထားတာပါဒိုတန်အတန်လှန့်အစီအစဉ်ကို Frontier မြန်မာရဲ့ website နဲ့ Facebook စာမျက်နှာတွေအပြင်ဒိုတန်ရဲ့ Facebook စာမျက်နှာ SoundCloud YouTube iTunes Spotify, Telegram နဲ့ Instagram တို့ကနေလည်းဝင်ရောက်နားဆင်နိုင်ပါတယ်။နောက်တစ်ပတ်မှာထုတ်လွှင့်မယ့်ဒို့အတန် podcast ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။